ဘုန်းကြီးကန်းဒီမှာတရားအထုတ်တွန်းကနားမကြတဲ့ကိုရောကြီးတစ်ပါးရှိတယ်သူကဥွှေနာဆိုပြီးခေါ်တယ်သူကနားကိုလုံးလုံးမကြတဲ့အခါကျတော့အဘဒီလဲဘလပွေမဖြစ်အောင်ဆိုပြီးကိုရင်ဝင်းနဲ့ပဲနေတယ်အဲ့ဒါသူကဒီနေ့ဘုန်းကြီးကိုမှတ်သားစရာစကားလေးတစ်ခုပြောတယ်အလကားပါကိုရောရှိတော်ကြီးထန်းတန်းပြီးတန်ត្រာမှလန်းတလားနေကြတဲ့လူတွေပါတဲ့ မနေ့ကဟုတ်တယ်လားမဟုတ်ဘူးလားသူ့ဘက်ကြည့်တယ်လေခြေတုံကြည့်နေကိုယ်ဘက်ကြည့်လေခြေတုံကြည့်နေခြေတုံကြည့်ထန်းထားတဲ့ပုံကိုအချင်းချင်းမမနာရင်ကြီးနေဖို့လိုသေးလားမလိုပါဘူးခုံပကန္နရတဲ့အပြင်ဝင်ကြွနေဖို့ပါလိုသေးလားမလိုပါကိုယ့်ရဲ့ဘဝမှန်ကုကိုယ်ကထိုးထွင်းသိတတ်ဖို့လိုတယ်ဒီကိုယ်တော်ကြီးမှဘုန်းကြီးကြည်ညိုတာတခုတော့ရှိတယ်သူခွေးစွက်နဲ့လည်းထက်စားတယ် တနေ့မှသူကတပိဘုံတစ်ခုကြည့်လိုက်တော့တပိဘုံကိုကိုတော့တပိတော့လက်သီးနဲ့ထိုးကြည့်လိုက်တာတပိဘုံကဘာမှမဖြစ်ဘူးလေဒါနဲ့တပိတော့အဲ့ခွေးစပွဲလောက်ထားတယ်ဒီတပိဘုံကိုတပိတော့ယူရည်ဆေးပြီးထက်စားနေတယ်ဟောဒါဖျက်အလောင်းတော်လောမဟန်တဇက်မှာကျင့်ကြံကြုပ်ကိုပွားများအထုတ်ခဲ့တဲ့နိစ္စနိကလေးတွေပါဖျက်အလောင်းတော်ကထိုးလောမဟန်တဇက်မှာဥပ္ပခံပါရမီဖြစ်တော်မယ်ဆိုတဲ့ဥတီချက်ဖြစ် မိဘနှစ်ပါးကွယ်လွန်သွားတဲ့အခါထားရခဲ့တဲ့ဂရီ80မကကျွယ်ဝချမ်းသာနေတဲ့အစည်းအဝေးဥစ္စာတွေကိုတကားဖွင့်ပြီးအကုန်လုံးဆွန့်လွတ်ပေးခဲ့တယ်။ဥစုတထဲကွန်တခုပြီးအိမ်မောကဆင်းသွားပြီးဥပ္ပခပါရမီဖြစ်မယ်ဆိုဆုံးဖြတ်ချက်ချလိုက်။ဒီလိုဆုံးဖြတ်ချက်ချပြီးရရွန်ဒီသားတွေကိုလျှောက်ပြီးသွားလိုက်တဲ့အခါသူ့ကိုညှဉ်းပန်းနှိမ့်ဆက်မဲ့ပုဂ္ဂိုလ်တွေပေါ်လာခဲ့ရင်အဲ့ဒီတော့မှသူခန့်ချာချာနေတယ်။ကလေးတွေကသူ့ကိုဒရွေးထည်တယ်၊ခင်းနဲ့ပေါက်တယ် ထုံနဲ့ထိုးတဲ့လိုက်ပြီးစတဲ့အဲ့ဒီလိုနေရာမျိုးမှာသူကခက်ကြကြနေပြီးတော့ဒီကလေးတွေအပေါ်မှာဒေါသနဲ့နဲ့လေးမှမဖြစ်အောင်စိတ်ကိုထိန်းထားတယ်။သူ့ကိုအတိညာရှိတဲ့ပုဂ္ဂိုလ်တွေကလာပြီးကြွေးကြတယ်၊မွေးကြတယ်။အဲ့ဒီလိုသူ့ကိုကျင်နာရွရစွာဖြင့်လာကြွေးနေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းမေတ္တာဓာတ်တွေပို့ပြီးအကောင်းမတော်အောင်စိတ်ကိုအလဲကောင်းမှငြိမ်နေအောင်ထိန်းထားတယ်။တခါတည်းရန်သုတ္တမှာသွားပြီးနေတယ်။ လူနေကောင်းနေရဲ့ခေါင်းကွန်ကိုခေါင်းအုံးပြီးအိတ်တယ်။ရွံရှာဆက်ဆုံနေတဲ့စိတ်ထားမပြောင်းထိန်းထားတယ်။ခေါင်းကွန်နဲ့မထက်ပြီးအစာစားတယ်။ရွံရှာဆက်ဆုံတဲ့စိတ်ထားမပြောင်းစိတ်ကိုထိန်းထားတယ်။အကင်းရဲ့သူအစာစားနေတော့ခွေးကလာပြီးဝင်စားခဲ့ရင်အဲ့ဒီခွေးကိုဘယ်တော့မှမောင်းမထုတ်ဘူး။ခွေးနဲ့အတူနှိုက်စားတယ်။ရွံရှာဆက်ဆုံတဲ့စိတ်ထားမပြောင်းစိတ်ကိုဥပက္ခအနည်းဖြင့်ထိန်းထားတယ်။ဘယ်နဲ့တော့အရှင်ပြတော်ကုသိုလ်ရဖို့ မလွယ်ကူဘူးလားစိတ်ထမ်းတဲ့ရင်ကုသိုလ်ရဖို့တိတ်လွယ်ကူတယ်အမလေးကြည့်ကြလိုက်တာပပစ်တဲ့ညဖြစ်တယ်ဟုတ်လားသူ့ကြည့်လိုက်တော့ခြေထုတ်ကြီးထမ်းထားတယ်ဟုတ်မလားခြေထုတ်ကြီးထမ်းတဲ့ပြီးတော့မန္တရတခွဲသွန်းတဲ့ပြောကြရအောင်ပြောင်းလျှောက်ပြောပြီးထောင်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 းလှုပ်နေတယ်ရှက်ဖို့မကောင်းဘူးလားသူရှက်ဖို့ကောင်းတယ်အဲညင်မမဲလူနှိမ့်စမဲလူမရှင်ဘုရားလောင်းနောက်တရားသွားတယ်အဲ့ဒီမှလည်းညင်မမဲလူရှိရင်သူကြကြနေတယ်မရှိရင်နောက်တရားသွားတယ် ရှင်းကိုင်းလို့စိတ်ထဲမှာရှင်ကိုရွှေရှားဆက်ဆုပ်တဲ့စိတ်ထဲမဖြစ်အောင်ထိန်းထားတယ်။ချမ်းအင်းတဲ့အခါအလွန်ချမ်းလို့စိတ်တည်းမြင်နှောမှုမဖြစ်အောင်လဲစိတ်ကိုအလယ်ကောင်မှာငြိမ့်နေအောင်ထိန်းထားတယ်။ပူတဲ့အခါမှာလည်းစိတ်ကိုနှောက်ရှက်မှုမဖြစ်အောင်ပူလို့နေဆိုပြီးတော့ဒေါသမဖြစ်အောင်စိတ်ကိုထိန်းထားတယ်။အလယ်ကောင်မှာငြိမ့်အောင်ထိန်းထားတဲ့ဥပက္ခဆွမ်းအောင်နော်။ဒါကြောင့်ဘုရားရှင်ရဲ့တရားတော်တွေက မိမိတို့ရဲ့ဘဝဟောင်းကို ပြန်ပြောင်းပြီးဆန်းစစ်ကြည့်တတ်မယ်ဆိုရင်မိမိရဲ့စိတ်နဲ့စိတ်ထားလေးတွေကိုပြုပြင်ပြောင်းလဲပေးဖို့ရန်အတွက်အလွန်ကောင်းတဲ့အချက်တွေများစွာရှိပါတယ်နော်ဒီတော့သံဃာတစ်ယောက်လက်ပတ်နေတဲ့ပုဂ္ဂိုလ်အချင်းချင်းလောဘတွေတူးနဲ့တူးတပုံကြီးဖြစ်တဲ့ဒေါသတွေတူးနဲ့တူးတပုံကြီးဖြစ်ကြတယ်သံဃာကျော်ရှည်ဖို့အကြောင်းတွေမဖြစ်ဘူးလားဖြစ်နေပြီဒီလောဘကအကျိုးပေးတော့မယ်မကောင်းတဲ့အကျိုး ဒီဒေါသကအကျိုးပြီးတော့မယ်မကောင်းတဲ့အကျိုးဘယ်အကျိုးပြီးမလဲဒေါသနဲ့တည်ခဲ့ရင်တေဂဏိကာလမရဏသနာဇောကဒေါသဖြစ်ခဲ့ရင်သို့မဟုတ်တေဂဏိနောက်ဆုံးကာလမရဏသနာဇောကလောဘဖြစ်ခဲ့ရင်သို့မဟုတ်တေဂဏိမရဏသနာဇောကမောဟဥဆောင်နေတဲ့အကုသိုလ်တရားတစ်ခုကိုဖြစ်ခဲ့ရင်ထိုတတ္တဝါတိတိတိအခြားဖန်တဲ့ကျင်းတိအပယ်လေးဖုံတဖုံဖုံရောက်မယ်ကျုပ်ဖို့လွတ်ဖို့ဆိုတာအပယ်ရောက်သွားပြင်တော်လေးခက်ခဲတယ် ခက်ခဲတဲ့အကြောင်းကိုဘုရားရှင်ကလည်းလိမ့်ကမ်းထမ်းဖို့ဥပမာဖြင့်ဟောကြားထားတယ်ဒါအလုံးလဲကြားဖို့ကြားမယ်နော်တောင်ဘက်သမုဒ္ဒရာမှာမျက်နှစ်တရားကြားမှတခါပေါ်တဲ့လိမ့်ကြီးတကောင်ရှိတယ်မျက်စိကလည်းကမ်းနေတယ်လိမ့်ကြီးကအသက်ရှည်လွန်းလို့ဘုရားရှင်ကလိမ့်ကိုဥပမာထားပြီးဟောတာပါမြောက်ဘက်သမုဒ္ဒရာမှာဒီလေကောင်းဝိနှံယုံအပေါက်ပေါက်ထားတဲ့တဘိုးတစ်ခုကိုသွားချထားတယ်။တောင်ဘက်သမုဒ္ဒရာမှာ ချထားတဲ့တဘိုးရဲ့အပေါက်နဲ့မြောက်ဘက်သမုဒ္ဒရာမှာချထားတဲ့တဘိုးရဲ့အပေါက်နဲ့တောက်ဘက်သမုဒ္ဒရာမှာအနှစ်တရာကြာမှတခါပေါ်တဲ့လက်ရဲ့ခေါင်းစွန့်မိဖို့ဆိုတာဖြစ်နေပါမလားဒါတော်တော်လေးဝေးကွာတယ်တော်တော်လေးလည်းခက်ခဲပါတယ်ခက်ခဲတဲ့အကြောင်းနဲ့ယဟန်တော်ကြီးကပြန်ပြီးဘုရားရှင်ကိုတင်ပြဆရာထားတဲ့အခါဘုရားရှင်ကဗာမင်းရှိလေလက်ကလည်းမတိမပြောက်ခဲ့ဘူးဆိုရင်တဘိုးကလည်းမဆွေးမြေ့မပြည့်စည်ခဲ့ဘူးဆိုရင် တောင်းလေးကမြောက်မြောက်ဖက်တိုက်မြောက်လေးကတောင်းဖက်တိုက်အရှိလေးကအနောက်တိုက်အနောက်လေးကအရှိတိုက်အဲ့ဒီလိုတိုက်ပါများတော့ကာလတွေအလွန်အလွန်ကြာညောင်းတဲ့အခါမတော်တဆအနှစ်တရာဂျာမလေးရဲ့ခေါင်းနဲ့တဘူရဲ့အပေါက်စွမိဖို့ဆိုတာဖြစ်ကုန်ဖြစ်နေသေးတယ်တတ်တော်တရားအပေရောက်သွားပြီဆိုရင်ပြန်ပြီးကြွဖို့ဆိုတာအမတန်ခက်ခဲတယ်ဆိုပြီးဘုရားရှင်ကအမိန့်ရှိတယ် ဘယ်လိုခက်ခဲတယ်လဲဆိုတော့ရေပုံရံအပြင်ကုလိုလောဘသို့မဟုတ်ဒေါသသို့မဟုတ်မောဟဇောတွေစောပြီးတော့ဘဝကိုအဆုံးတတ်ခဲ့ရင်ဒီတတ္တဝါတွေဟာတည်တည်အကြမဲ့နဲ့ငရဲမြန်တော်အဖြစ်ရောက်တတ်ပါတယ်နော်ငရဲကြီးကကျွတ်တော့ငရဲကလေးငရဲလေးကကျွတ်တော့ပိဋ္ဌာပိဋ္ဌာကကျွတ်တော့တရိษံတရိษံဘဝရောက်လာပြီဆိုရင်တရိษံတွေဘာတွေလုပ်နေလဲတပြေတော့အကဲခတ်ကြည့်ပါဒီနေ့ဒီနေ့တို့မေတော်မှီဝဲတယ် ဣတ္တစားတယ်ဒါကသူတို့ရဲ့အလုပ်ပဲစားတဲ့အခါမှာဘယ်လိုစားလဲအာရှိတဲ့တ attva ကအာနေတဲ့တ attva ကိုတပ်ဖြတ်ပြီးစားနေကြတာပဲဒီမကောင်းမှုအကုသိုလ်ကံတွေကြောင့်တတိယရှာမဲ့တဲ့ငရဲရောက်ပြန်ငရဲကကျွတ်လာတော့ပိဋကဘောရောက်ပြန်ပိဋကဘောကကျွတ်လာတော့တခါတတိယဆံဘောရောက်ပြန်တတိယဆံဘောမှာဒီဒုစိတ်တွေထပ်ပြီးလွန်ကျူးပြန်တခါငရဲရောက်ပြန်ငရဲကနေပိဋကဘောရောက်ပြန်ပိဋကဘောကကျွတ်လာတော့တတိယဆံဘော ဒိဋ္ဌိစံကကျွတ်တော့လေမလွယ်လာဘူးငရဲ့ပြန်ရောဘူးဒီတော့ကျွတ်ဖို့လွတ်ဖို့ဆိုတာမခက်ခဲဘူးလားခက်ခဲတယ်သာသနာတော်ရှင်တွေ့ခိုင်မှဒီလိုကျွတ်စင်နှိမ်တဲ့ဤကောင်းလမ်းကောင်းတွေရှိတယ်ဆိုရင်ရအောင်ကြိုးစားအထုတ်ထားဖို့မကောင်းဘူးလားတိတ်ကောင်းတယ်ဘဝဆိုတာဘလောက်မှမကြပါဘူးမကြမီအချိန်ကာလအတွင်းမှာဒီလောကကြီးကိုဆုတ်ခွာပြီးသွားရမယ့်ပုဂ္ဂိုလ်ကြီးဖြစ်ကြတယ် ဝဂန္ဒီကာလမှာခုလိုမိမိမှာအာဂုတိုက်တဲ့တရားတစ်ခုထင်ရှားမရှိခဲ့ရင်ဖျော်ဖျက်ပျက်စီးပြီးကြံ့သွားဖို့ကတော့မသေးချဘူးလားသေချာနေတယ်